နေတို့ပိုင်းနဲ့အတွင်းရုရှားရဲ့ဂျက်တိုက်လေယာဉ်တွေဒရုန်းတွေအစမပြတ်ဝင်လာမှုတွေရှိတဲ့အတွက်ကြောင့်နေတို့ဖွဲ့ကြီးဟာကိုယ်ကိုခုခံကောက်ွယ်ပိုင်ခွင့်ဒါပြင်တနိုင်ငံပိုင်မဲ့ကိုနောက်တနိုင်ငံတခြားတနိုင်ငံကကျူးကျော်လာပြီးဆိုရင်အားလုံးကဝိုင်းဝန်းကောက်ွယ်တဲ့နေတို့ရဲ့ဥပဒေပါ Article 4အတွင်းပြုဖို့အတွက်လုပ်တော့မယ်လို့ဆိုပါတယ် ရုရှားကျလင်းရဲ့နေတို့ပိုင်းနဲ့တွေ့ဝင်ရောက်တာနဲ့တွေ့ချမှုအသိဖြစ်နေပြီလို့ပြည်တွင်ကထုတ်ပြန်ပါလေ။မြေကသမားခန့်ကလည်းလေပိုင်းနဲ့ချိုးပေါ်တဲ့ရုရှားလင်းရဲ့ဒီကူနေတို့ဖွဲ့ကပြစ်ချတဲ့လေလို့ပြောလာပြီဖြစ်ပါလေ။နေတို့နဲ့နေတာကလည်းရုရှားရဲ့ဂျက်တိုက်လင်းရဲ့ဒီဒရုန်းကိုပြစ်ချမယ်ဆိုရင်တော့ဒါဟာစစ်ပွဲကြီးတစ်ခုကိုဥတီသွားစေနိုင်တာဖြစ်ပါလေ။ဒီကနေ့တရင်ပတ်ဒီရရှာတယ်နေနေဒရုန်းတွေနေတော့ဖွဲ့နေပိုင်းတဲ့ရောက်ခဲ့ပြီးတော့တနောထရလောက်ခုမှတ်ချက်ပြီးပြပါတယ် ဒီလိုတော့ဘာနဲ့ကဝင်လာလဲရရှာတဲ့လူကြီးကိုဒီလိုဖို့နေတဲ့မင်းမြကပြစ်ချတဲ့မင်းကုလသမဂ္ဂဌာနချုပ်မှာဒီလိုလူကမင်းမြကမှာပြစ်ချမှုလို့ဖြစ်ခဲ့ပါလေအခြေအနေပုံဒီမူအမေရိကန်ကဒီလိုဖို့နေတဲ့လူကိုထောက်ခံပေးသွားမယ်လို့ပြောပါတယ်ဒီအရရရှာတဲ့လူကြီးဇဒတ်ဒီကဝင်ရောက်ခဲ့တဲ့ဒရင်ထောက်ပြန်ခဲ့တဲ့ဒီလိုဖို့နေတဲ့လူကမှာအစိုးရပေါ်လာလို့လည်းပါပါတယ်မင်းကိုပြချဖို့ဆုံးဖြတ်ချက်ဟာအချင်းလေးပေါ်မူတည်လိုက်မယ်လို့ဒီတော့ဖတ်တယ်ဦးကျော်မဲရူဒရာဂန်ဆိုပါတယ် လေရင်ပစိုးကိုချက်ချင်းပြစ်ချရမယ်လို့မဆိုလိုပါဘူး။ချင်းလေးကိုမူတည်ပြီးပိုင်းနဲ့ချိုးဖောက်တဲ့လေရင်ကိုပြစ်ချမချဆုံးဖြတ်မယ်ဆိုပါလေ။ရုရှားတိုင်းလေရင်ကျူးကျော်ဝင်လာတာဟာတင်းမာမှုရှိနေတဲ့ထောင်ကျောင်းကလို့ဂျာမနီကဝန်ဝင်ကြီးကပြောခဲ့ပြီးတတိထားဖို့တောင်းဆိုလိုက်ပါလေ။ယူကရိန်းကဥရောပတိုင်းထောက်ခံမှုနဲ့ရုရှားသိမ်းထားတဲ့နေမျိုးအားလုံးပြန်ရနိုင်မယ်လို့ဒေါ်လေးထောင်ကဆိုပါတယ်။လက်ရှိမှာနေတိုးဖွဲ့ကတော့ပုံမူကြီးကိုစီးလုံးညီညွတ်သွားပြီဖြစ်ပါလေ။ရုရှားရဲ့အနေရရှိတဲ့လုံခြုံရေးဂျပန်ကရပ်ဖို့ ဒီလိုဖွဲ့ကြီးကသတိပေးနေပြီလေဖြစ်ပါတယ်။ကိုကုကိုခုကံကောင်းဝဲဖို့လိုတဲ့စီးရင်နဲ့စီးရင်မှုနဲ့နီလာအားလုံးတုံးပြီးမယ်လို့ဒီလိုဖွဲ့ကသတိပေးလိုက်ပါတယ်။ရုရှားရဲ့မရှိတဲ့ဒီမှာဂျာမနီတို့ဟာအက်စတိုးနီးယားလေးပိုင်းနဲ့ဆက်လက်မကြဝင်ရောက်ခဲ့လို့ဒီလိုဖွဲ့အင်တလီဂျင်တန်နေနေကလိုက်လံမော်ထုတ်ခဲ့ပါတယ်။ဆော်မန်နိုရဲ့ရုရှားဒရုန်းစီးမစဲခန့်ပူရန်လီဘနဲ့ဒီရောက်ခဲ့လို့ဒီလိုဖွဲ့ကဒရုန်းချုံပစ်ချပြီးဥရောပနဲ့အရှိတ်ဂျန်လုံးကျွန်းကြီးကိုတွန်းမိခဲ့ပါတယ်။အသက်ပေးချင်းချောက်ပြီး အနေနဲ့ရှိတဲ့ဒီလိုမျိုးတွေရုရှားကအပြည့်အဝတောင်းရင်ရှိတယ်လို့နေတူကထုတ်ပြန်ပါတယ်။ရုရှားကတော်လျောင်းမရှိသင့်ပါဘူး။ဒီလိုနဲ့မဟာမိတ်ကခုခုခုကံကောင်းလို့လိုအပ်တဲ့စီးရင်းနဲ့အစည်းအဝေးတက်နေတဲ့အားလုံးအတော်ပြည့်ပြပြီလို့ဆိုပါတယ်။အစိုးရလေးပိုင်းတော်ဝင်လာတဲ့ရုရှားကြက်တိုက်လေးကြီးဟာချင်းချောင်းမှုမရှိတာကြောင့်ပြင်းပြချခဲ့ဘူးလို့နေတို့ကပြောပါလေရုရှားကောင်တွေဟာယူကရိန်းနောက်ပိုင်းမှာရှိတဲ့စစ်မဲ့ဆောင်တွေကိုတိုက်ခိုက်ခဲ့ပြီးပိုလန်နိုင်ငံရှိပြည်မတွေကိုတိုက်ခိုက်မှုအစီအစဉ်မရှိပါဘူးလို့ရုရှားဘက်ကပြောပါလေ ပြည်တွင်းကလည်းရရှာကျလရင်ဒီလေတော့ပိုင်တဲ့အတွင်းချက်ချင်းဝင်လာတာနဲ့ချက်ချင်းပြစ်ချောက်တဲ့နယ်ဆိုပြီးထုတ်ပြန်ပါလေ။ဒါတော့ပြည်တည်းရဲ့ထုတ်ပြန်မှုဟာပုံမှန်ခိုင်မာလာပါလေ။လက်ရှိမှာပြည်တင်းကအခြေအနေတွေကိုတတိထားဆောင်ကြည့်နေတယ်ပြောပါလေ။ရရှာရဲ့ကျတဲ့လေတွေဒရုန်းတွေကလည်းအစမပြတ်ဝင်လာတဲ့အနေအထားမှာရှိပါတယ်။ပြည်တွင်းနိုင်ငံကြောင်ဒီ miss ပါဒီကူပါကမိမိတို့နေတော့ဖွဲ့ဟာ လောဒမကရဲ့ချက်တော်ကိုကန်ဆယ်ရလို့ယူကရိန်းကိုထိပါခြင်းနေတိုးဖွဲ့ဝင်တွေကိုထိပါခြင်းများအားစူပေါင်းတမျိုးကိုဂရီကိုပြုထားပြီးဖြစ်လို့နောက်တစ်ကြိမ်ရုရှားကကျူးကျော်လာတာနဲ့ပြစ်ချမှုတိုးစွန်နေပဲအသိပြင်ဆင်ထားပြီလို့ဆိုပါတယ်ရုရှားလို့ရဟာမစင်မကျင်းနဲ့စစ်ပွဲစီဦးတည်စီမဲ့ရင်းဆောင်မှုပါပဲသူတို့ကဒီမိုကရေစီပြောက်ပြောက်အောင်ဥရောပနယ်စပ်စည်းတွေကိုကျော်ပြီး မတည်ငြိမ်မှုတွေဖြန့်ကျက်နိုင်အောင်ပြည်မကတွေဖြစ်အောင်လုပ်နေတာပါလူတွေနေပိုင်းတဲ့ကိုရောက်ရင်စားတဲ့အတွက်လူတို့ဖွင့်အပ်ချမှုအားလုံးအပြင်းဖြစ်နေပါပြီလို့ပြောတော့ပါလိမ့်။ဒါပြင်ဒိမနိုင်ငံကလည်းရုရှားလက်ချက်လို့ယူဆထားတဲ့ drone တွေလူပိုင်းနဲ့ဝင်လာတဲ့အတွက် Article 4အတွင်းပြုစီစဉ်းစားနေပြီလို့ဆိုပါလိမ့်။ပေါ်လာတဲ့ဝမီဒီယာတို့ကလည်းရုရှား drone တွေတူတူရောက်ခဲ့တယ်လို့အော်စတြေးလျနိုင်ငံတွေကလည်းရုရှားရဲ့ချက်ဖက်ကြတဲ့ဝင်ရောက်ခဲ့တဲ့အတွက် ရုရှားနဲ့နေပြည်တော်မှာတပြက်ကပါစီဖြစ်ပေါ်မှုတော့တာဆူတဲ့နေထားဖြစ်နေပါလေ။ဒီအချိန်မှာဘသူကပြင်းတဲ့ဒရုန်းလို့မချင်းချိန်မတွေ့ချက်ပဲဘသူလလာရုရှားဒရုန်းကိုတတ်မှတ်နေတာဟာမဟုတ်ဘူးလို့ရုရှားပြောစီပွင့်ရှိတဲ့ဒီမီထရီပက်စကိုကဆိုပါလေ။ဒရုန်းကဒိမနေသေးပေါ်မှာပြန်လဲတော့ရှိလာပြီးနိုင်ပေါ်များစွာကျွန်တော်ဒီလက်တက်နေတဲ့ဒိမအာနာပိုင်းကဒီစိတ်လေးကိုအချိန်ပိုင်းပိတ်ခဲ့ရတာဖြစ်ပါလေ။ Romeo Aspa Sanabox Skies Tournament မင်းရဲ့ဆုံးဖြတ်မဲ့လူတွေထပ်ခွဲခြင်းမျိုးဖြစ်တဲ့ Albert Lizzie ပေါ်ပြောင်းလဲရောက်ရှိလာခြင်းဖြစ်ပါတယ်။ဒါဟာထောင်လန်းလာတာလားမျိုးထုံးစရာဖြစ်ပါတယ်။ Article 4ဆိုတာပါလေ။ Article 4ဆိုတာနေရောဖို့နိုင်ငံတကာနိုင်ငံပေါ်ချိန်ချောက်လာရင် e-box စီခွင့်ပြုတဲ့စစ်ဘောဒ်မှုကြေပြီး Article 5ဆိုတော့တော်ဝင်တိုက်ခိုက်ရေးပြီးဥပဒေစီမံဖြစ်ပါတယ်။အာရီယာ4ယူကရိန်းရောရှာပြည်မှာစတင်နေတဲ့မြန်မာနိုင်ငံကဥရောပနိုင်ငံတွေနောက်ဆုံးကြိမ်ဖြစ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ နောက်ခက်တင်ဖို့ပြောချင်ပါတယ်။ကမ္ဘာနိုင်ငံအများစုအထူးသဖြင့်အစ္စရေးမိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ဗြိတိန်၊ပြင်သစ်တို့ကစပါလက်စတိုင်းပေါ်မှာနိုင်ငံဖြစ်အသီးအမပြုလို့ပေါ်ဝန်ကြီးချုပ်နေတညာဟုကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုရှုတ်ချသွားပါလိမ့်။ပါလက်စတိုင်းကိုနိုင်ငံပြည်အသိမပြုနေတာကိုကုလသမဂ္ဂမှရှုတ်ချမယ်လို့နေတန်ယာဟုကဆိုပါတယ်။နေတန်ယာဟုဟာနာမည်တောက်ကြတဲ့ ဘာသမဂ္ဂဟိုမူလကမှမင်းကြီးပြောမှာဖြစ်ပြီးအဲ့ဒီမင်းကြီးမှာပါလက်စတိုင်းကိုနိုင်ငံဖြစ်အသေးအမှတ်ပြုတဲ့နိုင်ငံတွေကိုရှုတ်ချသွားပါတယ်။သူခင်းစမဘေကတမခရနဲ့ဝါရှင်တန်မှာပြည်ဆောင်မှုနဲ့တာဝန်တွေလို့ဂရီတန်ညာဟုကပြောပါတယ်။ပြည်ပြည်နဲ့ပြည်တိုင်းပေါင်းနောက်အင်အားကြီးနိုင်ငံတွေကပါလက်စတိုင်းကိုနိုင်ငံဖြစ်အသေးအမှတ်ပြုကြောင်းပြီးခဲ့တဲ့ရက်အနေနဲ့ကကြေညာပြီးအဲ့ဒီကြေညာချက်ကိုခရယောဂရီတန်ညာဟုကိုနှစ်အောင်လုံးကပြည်ထောင်စုရှုတ်ချထားပါတယ်။ခရစီမနေ့ကပြည်သမဂ္ဂမှာမင်းကြီးပြောရမှာ ပါလက်စတိုင်းကိုနိုင်ငံအဖြစ်သတ်မှတ်တာဟာမြေရဲနိမိတ်တော်ကာလကအာမက်စ်ဒီအစ္စရေးလေကြောင့်ကျူးကျော်လာပြီးလူတထောင်ကျော်လောက်ကိုဘယ်လိုမှတပ်ဖြတ်ဖြစ်ခဲ့လဲဆိုတာအားလုံးကမေးနေကြတာလို့ဆိုပါတယ်။ဒါကြောင့်ဒီလိုမျိုးရဆက်ခဲ့တဲ့အာမက်စ်ဒီအတွက်စူဂျေးဖြစ်ပါလက်စတိုင်းကိုနိုင်ငံအဖြစ်သတ်မှတ်ပြီးတော့ဘူးအနေနဲ့လောကကောက်ကွက်ရှုတ်ချတော့ထောင်ကအပြည့်အထပြောခတာဖြစ်ပါလိမ့်။ ပေါ်နေမီဘောစဖြစ်နေပြီးဖြစ်ခဲ့ရစေသဘောတူညီချက်မရသေးတဲ့ဂါဇာစစ်ပွဲနဲ့ပတ်သက်လို့အစ္စရေးကတကဘာလုံးကပြစ်တဲ့ရှုံချမှုတွေပြုလုပ်ထားပါလေဂါဇာစစ်ပွဲကြောင့်ပါလက်စတိုင်း၆ဘောင်းငါးရောင်ကြောင့်ပြင်းစွထားတယ်လို့ဒေသကျမကြီးအာနာပိုင်းကပြောပါလေကုလသမဂ္ဂမှမေကွန်ပြောင်းလို့ရောက်မှုတော့ဒီလေစိမ်းမှာဒေသညာဟုတ်ကိုအစ္စရေးလူမျိုးတွေကဆန္ဒပြခဲ့တယ်လို့ရိုက်တာကဖော်ပြပါလေစနဘရဒူကဘာရီယုတ်ခဲလဲဆိုတော့ဂါဇာစစ်ပွဲရတဲ့မှုကစားကလေးပြလို့ပြမှုအံပြန်ရှိကျွေးခဲ့ပါလေစိုက်ပွဲကိုကန်ဆောင်ခဲ့ပါလေ စပေါ်နပဒနနငယ်ငယ်ကလည်းစိတ်ပြနေပြီအစာပိုင်းကတော့အဇွေကိုထောက်ခံလာကြလည်းပဲနောက်ပိုင်းမှာအဇွေရဲ့လုံဆောင်လာတဲ့ချက်တွေဟာတစ်ဖက်ဆုံးရောက်လာပြီးလို့တော့မှတုံ့ပြန်လာကြတာဖြစ်ပါလေ။ဒါမဲ့အမေရိကန်ကတော့အဇွေကိုကာကွယ်ပေးနေတယ်လို့ဖြစ်ပါလေ။ဒီကရေကတော့ကဟမ်မတ်ဂေါ်ဝန်ကိုရှိတယ်ဆိုရင်ကာတာမှာရှိတဲ့အဆောင်တစ်ခုကိုအဇွေကရှောင်းတစ်ခေတိုက်တိုက်ခိုက်ခဲ့ပြီးတော့ကာတာနဲ့မှပြဿနာတင်ပြရပါလေ။ဒါကြောင့်အမေရိကန်ကလည်းအဇွေကိုအနေနဲ့စိတ်ပြမိပါလေ။ စပေါ်ထောက်ခံတဲ့အစ္စရေးဂျက်ဒီဂျက်ဒီနဲ့ရင်းနေတာပါလေအစ္စရေးမိဂန်နဲ့မဟာမိတ်နိုင်ငံတွေကပါလက်စတိုင်းကိုနိုင်ငံဖြစ်သိမ်းမပြုတဲ့အတွက်ထိုးလက်ချက်ကကြီးလာပါလေဟာမတ်စ်ရဲ့လက်ထက်မှာဒဇာဂန်ပြည်ဖွင့်ခံထားတဲ့လူ48ရေနဲ့20လောက်တော့အသက်ရှင်နေသေးတယ်လို့ယုံကြည်ထားပါလေဟာမတ်စ်ကဟာနေဟမစလိုအော်ဒဘောခလုံးရနေမှာလူထောင်းနေရလာတတ်ခဲ့ပြီးလူ၄၅၀ကျော်ကိုဒဇာဂန်ပြည်ဖန်ဆီးခေါ်ဆောင်ရတာကလည်းစစ်ပွဲကြီးစတင်ခဲ့တာပဲဖြစ်ပါလေ ဒီကိစ္စမှာဇလန်စကီကဒီနေ့ကြီးဟာကျွန်တော်အလုပ်လုပ်တော့ဘူးဒီလိုလေကုလသမဂ္ဂရဲ့အခြေ80မြောက်နေတာကမှပြောပါရစ်ယူကရိန်းကခုနှစ်မျိုးတွေကိုကိုပြေယူနိုင်ပါတယ်လို့တမားခန်းကလည်းထောက်ခံပြောနေပါတယ်ဇလန်စကီကညောင်မှာကျင်းပတဲ့အခြေ80မြောက်ကုလသမဂ္ဂထံကြီးအရမှာဒီကနေ့မျိုးပြောရမှာဒီနေ့ကြီးဟာကျွန်တော်အလုပ်လုပ်မှုဒီလိုလေထည့်သွင်းလို့သာပြီးမနေ့ကတော့မေဂန်တမားခန်းကရုရှားယူကရိန်းစစ်ပွဲပေါ်သူချက်တိချက်ကိုပြောလိုက်ခဲ့ပါတယ် ယူကရိန်းနိုင်ငံရုရှားသိမ်းထားတဲ့ညီအောင်လုံးပြန်လည်ရယူနိုင်တယ်လို့ပထမဆုံးအချိန်ချူချာချာပြောလာပါတယ်။ဇလန်စကီကအမေရိကန်ရဲ့ပုံတွေတော့မိမိဂျီဇူတဲ့ညောင်းကုလားရှင်ကြီးကမှပြောခဲ့ပြီးရုရှားကိုစတင်ကြဖို့တကမ္ဘာလုံးကိုတိုက်တော်ပါလေ။ဒူနီဝမရာဇီနိုင်ငံစစ်ပွဲဟာပုံမူကျပြနဲ့ဆိုင်လာမယ်လို့ဇလန်စကီကတည်ပြပါတယ်။ကုလားအမကထွေပြီးကမှတယောက်နေတဲ့လူတွေနဲ့ပြန်ပြီးဆွဲခံရတဲ့ခလေးတွေကိုလေးအိမ်ပြန်ပို့ဖို့ စစ်အကျဉ်းသားတွေလူမျိုးကိုအစားကနေပြန်လဲရရှိစေရတဲ့ဆောင်ရွက်ရမှာဖြစ်တယ်လို့ဇီလန်စကီကပြောပါတယ်။မေဂိုရာဟောနာကဇီလန်စကီကအမေရိကန်တမတ်ခရဲမေဂါပြုလုပ်ခဲ့တဲ့တွေ့ဆုံမှုကြောင်းကိုပါထည့်သွင်းဖော်ပြခဲ့ပါတယ်။မီဂိုဝါရှင်တန်ရဲ့ထောက်ခံမှုတင်ပြထားကြပြီးမယ်။နောက်ဆုံးမှာညီချင်းရဲ့ဟာကျွန်တော်တို့အားလုံးကိုမူတည်ပါတယ်လို့ပြောတော့ပါတယ်။ရရှောင်းကဒီစစ်ပွဲကိုဆက်ဆွဲချိန်မှာတိတ်ဆိတ်မိကြပါတယ်။ကျေးဇူးပြုပြီးအားလုံးကရှုတ်ချပါလို့ဆိုပါတယ်။ ။ဤအမိန်ကိုအဆုံးသတ်မှာယူကရိန်းကိုဂုဏ်ပြုကြပါဆိုတဲ့စကားလုံးနဲ့အဆုံးသတ်ပါတယ်။ဇီလန်စကီမင်ကိုပြန်မြားကမတည့်ရပြီးလက်ခုပ်ပေးကြပါတယ်။သူများချင်းကတော့ယတိကျပြောင်းလဲခဲ့တဲ့ယူကရိန်းကရမွေသမို့လက်နက်တွေထပ်မံပေးအပ်မယ်လို့တရားဝင်အတည်ပြုပြောကြားခြင်းမရှိပါဘူး။ရရှိချင်းတမယူကရိန်းနဲ့နေမင်းအားလုံးကိုပြန်လဲရောက်နေမှုကလည်းဖြစ်နိုင်ခြင်းမရှိသေးပါဘူးရုရှားဟာထရက်ပြောကြားချက်ကိုတမန်နေနဲ့တုံ့ပြန်ခဲ့ပြီးမြန်မာရုရှားဟာစက်ကူကြားတဲ့ဝန်ဝန်တကောင်ဖြစ်တယ်လို့ဒီလိုပြောလိုက်ပါတယ် ခေါင်းကလူမှုကွန်ရက်မှာဗာရေးလဲဆိုတော့ယူကရိန်းကဥရောပသမဂ္ဂရဲ့ထောက်ပံ့မှုနဲ့ရုရှားကိုတိုက်ပွဲဝင်ပြီးမူလသူတို့ပိုင်ထားတဲ့နေပြည်တော်အလုံးပြန်သိမ်းနိုင်မယ်လို့ထင်ပါတယ်။သူတို့နိုင်ငံပထမတည်ထောင်လာတဲ့နေပြည်တော်အလုံးကိုပြောင်းရယူနိုင်မှာပါ။ခရိုင်းမီးယားဘက်မှာယူနိုင်မှာပါ။လူသားထက်တော့ပူရောနိုင်ပါတယ်လို့ပြောဆိုပြီးရုရှားဟာစက်ကူကြားတတလို့တော့မှမှတ်ချက်ပေးတော့ပါလိမ့်။ထံကပူနေတဲ့ငင်းကြဲယူပြီးလုံးဆောင်နေတော့ကယူကရိန်းဘက်ကနေနေချိုးရုရှားကိုပေးရမယ်လို့အဆိုပြုခဲ့ပါတယ်။အဲဒီတော့ကပူတင်ရဲ့ ဒီသဘောထားဖြစ်ပုံရပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းပုံတွေလည်းတရုတ်ပြည်တော်ပြီးတော့သူ့ရဲ့ရည်တည်ချက်ပုံစံတွေကပြောင်းလာပါလိမ့်။ဝီဇီလန်စကီးနဲ့နေရောင်ခဲဒီတရက်နေပါတွေ့ဆုံဆွေးနွေးမှုပြီးရုရှားပေါ်ဆက်ဆက်ပုံတွေတစ်စချိုးပြောင်းလာပါလိမ့်။သူနဲ့ပူရင်းဆက်ဆက်ရေးဟာဘာဒိတ်တပေမှလည်းမရှိတော့ဘူးခန့်ကပြောတော့ပါလိမ့်။အင်္ဂါမအမျိုးကြောင့်ကြားခဲ့ရတဲ့အကြောင်းရင်းကိုထိုင်းဝန်ကြီးချုပ်အလူတင်ကအထွက်ရှင်းလာပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့နယ်မှာရှိတဲ့ရေစကန်နဲ့ဝချီယာစေုံကျောင်းမှာရှိတဲ့လမ်းမကိုပွင့်ထွက်သွားစေခဲ့တဲ့ပူတရာလောက်ကျတဲ့တွင်းမြကြီးဟာတောင်ဘက်မြောက်ရထားလိုင်းဆောင်လုပ်နေခြင်းတွင်မြောက်ကသဲရီဖုန်တွေရှောင်းမှုကြောင့်မြေကျိုးကျောင်းမှုဖြစ်ပေါ်ခဲ့တယ်လို့ထိုင်းဒီကျိုးအမှုတင်ကပြောပါတယ်။ကေဘောထမဆောင်လည်းလူသေဆုံးထိခဲ့တဲ့ရောင်းမှုတွေမရှိခဲ့ကြောင်းနဲ့မလို့တဲ့တော့ပြည်စည်းစုံမှုကပိုင်ဆိုင်မှုပစ္စည်းတွေပဲဖြစ်ပါတယ်ဆိုပါတယ်။ နိုင်ငံတော်အုပ်ချုပ်ရေးဖွဲ့ BME ဟာပင်မရေပိုက်ကြီးကျိုးတယ်လို့မီးစီးလျားရေရှားသွားတာကြောင့်မြို့တော်ယူနီယံအာဏာပိုင်ဖွဲ့ကိုရေဖြတ်တောက်ဖို့မိန့်ထုတ်ခါကြောင့်လေမြို့တော်လျှက်စစ်အာဏာပိုင်ဖွဲ့ကတော့လျှက်စစ်မင်းရဲ့ကေဘယ်ကြိုးတွေကိုဖြတ်တောက်ဖို့ပြောထားပါလေအဲ့ဒီတော့မလို့လျှက်စစ်တကဏီကတခြားတကဏီကိုဆွဲချတော်လို့မင်းတို့ဘဏ္ဍာမြို့တော်အုပ်ချုပ်ရေးဘက်ကဆိုပါလေအရင်ညာဝယ်အရင်ရှိတဲ့အေရိယာဖြစ်တက်မှတ်ထားပါတယ်ပြည်ထောင်ကမြေပြောင်းမှုတွင်းကြီးဖြစ်တော့ဟာ ပြီးတော့တော့ဘုံနဲ့တဖြည်းဖြည်းချင်းပြုနေတဲ့အနေအထားဖြစ်ပါတယ်။ထိုင်းနိုင်ငံလူမှုအမြင်ခေးသွားလာရေးအနာဘက် MRT ကိုတော့မျိုးတော်ပြောင်းချောင်းမှုရပ်တန့်သွားစီဘူးနဲ့လမ်းပြောင်းလဲတိဆောက်ခြင်းလုပ်ငန်းတွေအရှိန်မြင့်မှုညွှန်ကြားထားတယ်ဆိုပါတယ်။ဘီယံမျိုးတော်အချုပ်အခွင့်ဟာတွဲပေါက်ကြီးပြလဲမှရှိတဲ့အဆောင်အုံတွေကိုလည်းအကျဲဖြစ်နေပါတယ်။ဝါရှင်တန်စီးဟောင်းအထက်မြေဆောင်ဖြစ်ပြီးမြေသားကွန်ကရစ်ဂျာခတ်ပါရှိလို့စိုးရိမ်ရှိကြောင်းပြောပါတယ် ဒါပေမဲ့အဲ့ဒီနေရာကိုလာမဲ့လူတွေကိုရှင်းချဖို့အတွက်ကျင်းပလူနာလက်ခံမှုကိုနှစ်လကြာရပ်ဆိုင်းထားမှာဖြစ်ပြီးအတွင်းမှာရှိတဲ့လူနာတွေကတော့အစဉ်ပြေနေတော့လို့ဆိုပါတယ်။မိုးရိုင်းတော့စိတ်ပူရမှာဖြစ်ပါတယ်။ဖြစ်ချင်တော့မိုးကလည်းကြီးနေတဲ့အနေထားရှိပါတယ်။မိုးတော့မေဇူလာကိုအနှောင့်အယှက်ဖြစ်နေလို့မြေအောက်ပြောင်းရွှေ့တွေထပ်ဖြစ်ပေါ်နိုင်ပါတယ်။ ဝိဒိရသောရာသုံးမဲ့လို့ခံမှန်းထားတဲ့တနင်္ဂနွေနဲ့တနင်္လာနေ့တွေမှာရေဆုပ်ဆက်တွေနဲ့တိုင်းကျိုးတွေပြင်ထားဖို့ဆယ်ပြောင်းဦးစီးထဏာတောင်းဝေးပေးလာတယ်လို့ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူးကပြောပါတယ်။စီရင်ကလည်းအဲ့ဒီဖြစ်ဖြစ်ပေါ်ခြင်းလူနာတွေကိုလက်ခံတော့မှမဟုတ်ဘူးလို့ကြေညာပါတယ်။ဘုံဘုံမွန်တဲ့မတော်အာနာပါနီဟာနောက်ထပ်မြေပြေမြေရှာမှုမဖြစ်ပွားအောင်ရစ်တန့်ခဲ့ကြောင်းပြောခဲ့ပြီးအဲ့ဒီနေရာအနီးကပ်စောင့်ကြည့်နေတယ်ဆိုပါတယ် မီတာ90အနက်164ပြီရှိပြီးစတူရမီတာ900လောက်ကျတဲ့ဝါရှင်တန်ဆဲအရှိကတွန်းပေါက်ကြီးကိုထိနေမှုဖိုင်းအနာပိုင်းအမြင်ရောက်လာခဲ့လို့အခြေခံအဆောက်အဦဆောက်မှုတွေနဲ့ရှင်ကျောတော်လာရင်အနောက်ရှိချစ်ခရာကြောင့်တာဝန်ရှိသူတွေကပြောပါလိမ့်ဒီလိုဥရောပနိုင်ငံတွေကြားနျူကလ িয়ার ရေးဆွေးနွေးမှုဟာဘာသဘောတူညီချက်မှမရသေးဘူးလို့သိရပါတယ်။ နျူကလ িয়ার ဆီမှာပတ်သက်ပြီးအီဝန်ပေါ်ပြင်းထန်တဲ့ရည်ပေးဆိုမှုကြောင့်ပြောင်းလဲချမှတ်ဖို့ကြိုးပမ်းနေတဲ့ဥရောပနိုင်ငံတွေဟာအီဝန်ဖြစ်တဲ့နယ်မယ်တွေ့ဆုံခဲ့ပေမဲ့ဤလိုမျိုးပြင်နေတဲ့ရည်ရောင်လည်းမမြင်ရပါဘူး။ဤဝန်စီးပွားရေးပေါ်ပြင်းထန်တဲ့တခတ်ပြည်ဆိုမှုတွေပြန်မချမှတ်မီဆွေးနွေးမှုတွေဆက်လက်ဖို့နှစ်ခလုံးကသဘောတူကြတာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်ကိုအီရန်ဘက်တော့မှပယ်ဆယ်လို့မရဘူးဗျာ။တခတ်ပြည်ဆိုမှုတွေမလုပ်ခင်တနမနီးရအဖြေရှာဖို့အခွင့်အရေးကလည်းနည်းပါတယ်လို့ဂျာမနီနိုင်ငံဂျာယီဝန်ကြီးက နယူးယောက်မှာသမဂ္ဂစီးပွားရေးမှာပြောခဲ့ပါတယ်ပြည်သမဘခရမတ်ဘောဒူဂျေဂျာရဲ့အီရန်သမဂ္ဂပူဇော်ရှိခင်ရနဲ့တွေ့ဆုံမယ်လို့ပြောခဲ့ပြီးယူအန်နဲ့ညီကြေးရေးနဲ့တာဝန်ခံမှုနဲ့အကြောင်းကိုပြန်သွန်းမလားဒါမှမဟုတ်တန်ခတ်ပိတ်ဆို့ခံမလားဒါကိုပဲရွေးချယ်ရမယ်ဆိုပါတယ်ဒီဘာသာရေးကောင်စီအလီကမ္မဏီကတော့မြန်မာနိုင်ငံဟာရေနီယံသက်စီစီမံကိန်းကိုဘယ်တော့မှဆက်လက်မအောင်ကြိုးပြထားပါလိမ့်မယ်။ယနေ့ကျောင်းကြီးအာဂတ်အာရှီကလည်းအီယူနိုင်ငံကျောင်းမှာအကြီးအကဲကက်ကက်လက်စ်ပါဝင် ဒီနေ့ပြည်သူ့ကြောင်လုံးနဲ့ငွေကြေးမှုကြီးတွေနဲ့ရောက်မှာတွေ့ပါတယ်။အီရန်နျူကလ িয়ার စစ်စင်သဘောတူညီချက်အရာရင်းနဲ့ပတ်သက်ပြီးတမန်ကြီးအရအကျိုးမဲ့မှုမောင်းနေတဲ့ပေါ်အီရန်နဲ့ဥရောပနိုင်ငံတွေကအပြန်အလှန်ဖြစ်တယ်ဆွဆွဲနေပါတယ်။နိုင်ငံကလူမှုစာရေးအေဂျင်စီ IAEA ကြီးကရာဖီဂွန်စီကမေဂါဘာမတ်စတီဝစ်ကိုဟာအီရန်နဲ့ဆွေးနွေးမှုလည်းပြီးရှာဖွေနေတယ်လို့ပြောပါတယ်။စစ်စမ်းမှုနိုင်ငံအချင်းပြားစီရင်တိုက်ခိုက်ပွဲဆိုမှုဆောင်ရွက်ကဏ္ဍတက်တန်းထက်တူမှုပြည်ပကအခြေအနေတုံးချမှတ်ထားပါတယ်။ အဲ့ဒီချိန်မှာတော်တော်တမချင်ရှိတဲ့တရားမြင့်နိုင်မှုတွေပြောင်းလဲဆက်နေရေး IAEA ကဆက်ဆွေးမှုတွေအီရန်နျူကလ িয়ার ဆေးရုံနေရာပြည်ဝဝင်ရောက်ခွင့်ပြုရေးတန်းစီရေမြေများထားရှိတဲ့တည်မြဲတဲ့ပတ်သက်ပြီးတည်ကြတဲ့အချက်နဲ့ပေးပါပါတယ်။ IAEA ကဒီတောင်းဆိုချက်တွေကိုလည်းရောမှာမဟုတ်ဘူးလို့ဥရောပသမဂ္ဂကယူဆထားတာဖြစ်ပါတယ်။အီရန်ကောင်းဆောင်ဒီရာဒူလာလီခမ်းမီတီကနျူကလ িয়ার လက်နက်ထုတ်လုပ်ကိုဂျီယိုချက်နဲ့ရေမြေတန်းစီလုပ်နေတဲ့နိုင်ငံတွေနဲ့အီရန်ရေမြေတန်းစီလုပ်ငန်းရွေးချက်ဟာကွဲပြားပါတယ်လို့ဆိုပါတယ်။ ဒီနေ့ဒီနေ့ကိုပြန်လည်မပိုင်ဆိုင်မှုဆုံးဖြတ်ထားတာပါ။ယင်းရသက်စင်အစီကိုလည်းထုတ်လို့မရတဲ့အစီအစီပဲကန့်သက်ထားတာပါလို့ဆိုပါရယ်။ကမ္ဘာမှာယင်းရသက်စင်လုပ်နေတာအီရန်ပိုင်ဆိုင်နိုင်ငံမရှိဘူး၊ကျောက်ကုန်းနိုင်ငံမှာနျူကလ িয়ার လက်မရှိမဲ့အီရန်တခုတည်းမရှိတာပါလို့ဆိုပါရယ်။နျူကလ িয়ার လက်မထုတ်လို့ဆုံးဖြတ်ထားတဲ့ကြောင့်အမေရိကန်ဆိုးရွားကယင်းရသက်စင်လုပ်နေရစဲဖို့ပြောထားတယ်လို့နောက်တစ်ဆင့်အနေနဲ့တာလမက်တာတို့ပြည်တော်ကြီးတွေကပိုင်ဆိုင်မှုရှိအောင်လို့ပြောဆိုလာပါလေ။ဒါမှမဖြစ်နိုင်ဘူးလို့ခံမိကြဆိုပါရယ်။ ဒီဘောဒစမီတစ်ပြားပေးလာတဲ့မေဂန်ဘောယုံကြည်ဖို့ခက်ခဲလာတယ်လို့ဆိုလိုမိလမ်းမှုကလည်းဖြစ်လာခြင်းမရှိကြအောင်ခါမနီကပြောတော့တယ်လို့အီရန်ဆိုရသတင်းတွေမှာဖော်ပြပါတယ်။နောက်ကိုရီးယားကောင်းဆောင်လက်ရှိကောင်းဆောင်ကင်ဂျုံအန်ဟာသူ့ရဲ့ဘောတော့ကဘရာဇီးနိုင်ငံပတ်စပို့တူနဲ့ဂျပန်ကိုတွားခဲ့ဘူးတယ်လို့သိရပါတယ်။ကင်ဂျုံအန်ဟာသူ့ရဲ့ဘောနဲ့ပတ်သက်ပြီးလူရချစ်တွေအများအပြားရှိသူပါ။အဲ့ဒီတော့မှစိတ်ဝင်စားစရာကောင်းဆောင်ကတော့ဘရာဇီးနိုင်ငံသားဖြစ်ဟန်ဆောင်ပြီးဂျပန်နိုင်ငံကိုခီးတွားခဲ့တဲ့အကြောင်းပါ။ ဒီဖြစ်စဉ်ဟာလထောက်တစ်ခုမြောက်မှာကပောင်းပေါက်ကြားခဲ့ပြီးလူများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာဖြစ်ပါလေ။ကင်ဂျုံအားအဲ့ဒီချိန်ကစနေနေ့သားတော်ပဲရှိပါလေ။သူဟာဂျိုးဆက်ဆိုတဲ့နာမည်နဲ့ဘရာဇီးပတ်စပို့တူကံပြီးတော့ဂျပန်ဝင်ဝင်မှုစူးစမ်းခဲ့ပါလေ။အဲ့ဒီပတ်စပို့တွေမှာသူရဲ့တပ်ပုံပါရှိပြီးချဲလက်တွေလည်းပါပါတယ်။ကင်ဂျုံအားဟာကင်အကူဖြစ်တဲ့ကင်ဂျုံနယ်နဲ့တူလိုက်ပါသွားခဲ့တာပါ။နထောင်တခုကဂျပန်အာနာပါနီဟာတိုကျိုနိုင်တာလေးစိတ်မှာဘရာဇီးပတ်စပို့ဒုက္ခဆောင်ထားသူတွေကိုဖမ်းဆီးမိပါတယ်။ အဲ့ဒီမှာမကင်ဂျုံနယ်နဲ့သူ့ညီကင်ဂျုံကလည်းပါပါတယ်သူတို့ကမိသားစုနဲ့ဒီ PD display လောက်ကိုလည်းပတ်တော်ရောက်မှုရည်ရွယ်ခဲ့တာလို့ထွက်ဆိုပါတယ်ကင်ဂျုံရဲ့ဝဝမီဂူရီနဲ့အင်လိုဝင်နေတဲ့တူလိုက်ပါခဲ့ပါတယ်ဒီလိုနဲ့ကင်ဂျုံနယ်လောက်ကိုခံခဲ့ပြီးတော့ဂျမန်ဆူရဟာသူတို့ရဲ့အထောက်အထားတွေကိုအတိအကျဆက်ဆီးခဲ့ပါတယ်အဲ့ဒီစစ်စမ်းမှုကနောက်ဆုံးတော့သူတို့ကရောကိုရီးယားကောင်းတဲ့ကင်ဂျုံရဲ့အသားဖြစ်ကြောင်းတည်ပြုနိုင်ခဲ့ပါတယ်ဒီကိစ္စကြောင့်ဂျပန်ရောကိုရီးယားနိုင်ငံဆက်ဆက်ရေးတင်းမာခဲ့ပါတယ် နောက်ဆုံးမှာဂျပန်ဆိုရဟာဒီဖြစ်ပျက်ကိုတရားဝင်ထုတ်ပြန်ကြေညာပြီးကင်ဂျုံနဲ့ကင်ဂျုံနဲ့လို့ကိုတရုတ်ကိုပြောဖို့တော့ပါလိမ့်။မြောက်ကိုရီးယားကောင်းတဲ့သားတွေဟာဘာလို့များပတ်စပို့တို့တုံးခဲ့ရတာလဲဒီနည်းပုံကိုလူများကစိတ်ဝင်စားနေပါလိမ့်။ဒီကအကြောင်းကတော့မြောက်ကိုရီးယားနိုင်ငံသားတွေအတွက်ဂျပန်ကိုဝင်ဖို့ရအခက်ခဲဟာအလုံးခက်ခဲပါတယ်။ဂျပန်ဆိုရဟာမြောက်ကိုရီးယားနိုင်ငံသားတွေကိုဗီဇာထုတ်ပြီးလို့ဘယ်တော့မှမရှိပါဘူး။ဒါပြီးကေဂျုံအဲရောက်ကိုပြီးတော့ကေဂျုံမြန်မာ ရန်ကုန်ကဖြည်းစလို့လုံးလုံးဝဝသွားလာလိမ့်ရှိပြီးခုလို passport အတူတူကြာခဏအသုံးပြုလိမ့်ရှိတယ်လို့တရင်တူတွေထပ်ပေါ်ခဲ့မှုပါတယ်။ဒီဖြစ်ဖြစ်ဟာမြောက်ကိုရောက်ကောင်းတဲ့မိသားစုရဲ့လုံးဝဘဝကိုပေါ်ထုတ်ပြသလိုက်လို့ဖြစ်ခဲ့ပြီးနိုင်ငံရေးနဲ့ပြည်မာရောလူရေးနဲ့ပြည်မာပါအတော်လေးစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရဖြစ်မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါလိမ့်။အလီဂရီယာဆာဘီဂျပန်ပေါ်ခဲမတီခဲ့တဲ့ကင်ဂျိုဝန်တယောက်ဟာအာနာရလာတဲ့အခါမှာလည်း လက်ရှိချီဂျပန်နဲ့အစည်းအဝေးတက်ခဲ့တာဖြစ်ပါတယ်။ဒေါ်နီယန်ဆိုတာလည်းအားလုံးပြီးဖြစ်မှာပါ။ဂျကီချန်ဂျယ်လီတို့နောက်ပိုင်းမှာထင်ရှားကျော်ကြားလာတဲ့လေဝဂျီတူဖိုင်တာမင်းသားပါ။သူရဲ့ကွန်ဖူးဖိုင်တာကားတွေကလည်းတော်တော်လေးနာမည်ကြီးပါတယ်။သူရဲ့ကွန်ဖူးဖိုင်တာကားတွေကအမတ်တရကားတွေကိုပြောမယ်ဆိုရင်အများကြီးရှိပါတယ်။အဲဒီတဲကောင်ကဒေါ်နီယန်အန်ဘီမန်ကားတွေ 1B4 ဟာ တတော်လေးကိုလျှော်လျင်းတောက်ခဲ့တယ်လို့ပြောရပါတယ်။ကမ္ဘာပေါ်မှာအင်မတန်မှလူကြိုက်များခဲ့ပါတယ်။ဒီနေ့မှာတော့လူရှင်မင်းသားကြီးဒေါ်လီရဲ့ဝင်းလေးလမ်းကြောင်းသူ့ရဲ့ဓမ္မအင်အားနဲ့သူစီးတဲ့ကားတွေကိုဖြတ်ချင်ပါတယ်။ဒေါ်လီရဲ့ဟာအိုင်ဘီမန်ရရှိစံတွေတွေနဲ့ဝေါ်ကွယ်အောင်ပြင်ခဲ့ပြီးဝင်းချွန်းတရုတ်တိုင်းပြည်ကိုကမ္ဘာကိုမိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ်။အာရှရဲ့တင်းဆောင်ကြီးမြန်မာဆိုမြန်မာတဲ့မှာတွင်ပေါ်ဖြစ်ပြီးမီရှယ်ကိုဂျယ်လီဂျန်ဂျူဂီချန်နယ်နဲ့တော့မှရှင်းမောင်းတန်းနေပါတယ် ဒေါ်လာကျော်မှုက2025အေဘီလမှာရတဲ့အချက်နဲ့ဆိုရင်ရေဒေါ်လာ350ခန့်ရှိပါလိမ့်။ဒီတမန်အရာဟာဒီကြိုင်ဒေါ်လာ300ကျန်ဒီဒေါ်လာ350ဒေါ်လာကိုများတော်ညာလည်းပဲဒေါ်လာရင်းတော်တခြားလုပ်ငန်းတွေပဲဒီထက်ရုပ်ရှင်လောကဝင်ငွေပေါ်မှာတော့နှီးခုတ်ပြီးဖြစ်ပါလေဒေါ်လာရဲ့ငွေငွေလမ်းကြောင်းတွေကိုကြည့်နေရအောင်သူရဲ့အကျော်ကြားသောရုပ်ရှင်စကားတွေထဲမှာ IMF နဲ့လည်းတွေ Caution Tiger Hindenburg ကို Shanghai Night Westport Tiger China Radio Fire ist ein Restaurant, ich bin ein Kreis, ein Star Wars Rock One, ein Joker für die Bauermanni. Ein Mann vor der Garde Kunde, der da war, du war Dollar, sind mit dem Maschig, der Jage, der so war, ey. Dann ja, ein Fashion Design, ey, tu war, ey. သူရဲ့ပရမတ်ကဖက်ရှင်မင်းဇင်ဖြစ်တဲ့ဒီဝါအဒီရှင်းကို2020ပြည့်နှစ်မှာစတင်နှိမ့်ဆက်ခဲ့ပါတယ်။အောင်မြင်ရဲ့အမှတ်စုမြန်မာနေလာလဲဇီလုံးဘယ်ကဒေါ်လာ180မှာစက1,125ဒေါ်လာထိရှိတယ်ဆိုပါတယ်။ ဒေါ်လင်းရမအရွှေထုတ်လို့ရရရှိပြဒေါ်လင်းရအရွှေထုတ်လို့လခုတီထောင်းတော့ပါတယ်ပထမတစ်ခုကဘူလက်ဖင်ဖြစ်ပြီးထောက်ပေါက်ကိုစခုမတီထောင်းခဲ့တာဖြစ်ပါလေ2021မှာအလုံးအောင်မြင်ခဲ့တဲ့ Radio Fires of Gabawin အော်မီနရရှိပေါ်မျိုးစွာထုတ်လို့နိုင်ခဲ့ပါလေဒီရရှိထောင်းလို့တမီဖြစ်တဲ့ Super Hero Film ကိုအထောက်စုပေါ်မှာတီထောင်းခဲ့ပြီးနိုင်ငံတကာဆေးရုံးရှင်တွေထောက်လို့အရှိရဲ့ခြင်းဖြစ်ပါလေဒေါ်လင်းရအင်ချမ်းမြေတစ်ထည်လည်းဖြစ်ပါတယ် ရန်ကုန်ဟာဟောင်ကောင်မှာအင်ချင်တွေခြုံလုပ်ခဲ့ပိုင်ဆိုင်ထားပြီးတန်ကြီးဒေါ်လာတစ်တက်မှလာတဲ့ဝန်ကြီးစီရှိပါတယ်။ရိုယယ်ဇနီးဖြစ်သူစီစီဝန်ကိုလက်ဆောင်အနေနဲ့ဝယ်ယူပေးခဲ့တဲ့အင်တာတော့ဒေါ်လာ16တန်ပေးရတဲ့ဆိုပါတယ်။ဒေါ်လာဟာမော်တော်ကားခွေစီတူလည်းဖြစ်ပါတယ်။တန်ကြီးဒရီတူပြီးတော့ဒေါ်လာမှာကားစီးအများဆုံးပိုင်ဆိုင်ထားပါတယ်။သူကလမ်ဘောဂနီခွေစီပါ။ Tony Lopez had heard the movie being on the Level Green, Vanino, Rose Star in White, Lamborghini, Vanino, Cup Green, White Straight, Lamborghini, Sisto, Alimundo, Lamborghini, Santa Maria, White, Lamborghini, Santa Maria, Green, Lamborghini, Sire, FKB, 37, Vardy, Vente, Lamborghini, Robert, Lamborghini, Avenda, LT, 0504, Darby, Super Velas, Rose Star, မက်ကလေးပီဝန်ဂျီဒီအာမက်ကလေးစပစ်တီမက်ရှင်ဝက်စာရှိတဲ့ကားတွေဖြစ်ပါလေတခြားစီးရုံတွေလည်းအများကြီးရှိပါလေဒေါ်ညာဟာပြောရမယ်ဆိုရင်တော့သူကပြန်ကောက်ခွေစီတူလည်းဖြစ်ပါလေဒါကတော့မြန်မာတွေလည်းရှင်းနေရတဲ့ပို့ဆောင်နေတဲ့ဂျီတူမြန်ရဲ့ပိုင်ဆိုင်ကြုံမှုကြောင့်တိစပ်ပြတာပါအောက်ဆက်ပြတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ